Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အပြောင်းအရွှေ့ဒေသနေနဲ့ပတ်သက်လို့တောက်လျှောက်တွေတက်နေတဲ့အချိန်မှာလက်ရှိတိုင်လာဒီပလင်နဲ့ပတ်သက်တဲ့သတင်းလေးကျွန်တော်ကြည့်ကြည့်ရအောင်ပါ။ဒါကတော့ Chris Wheeler ကနေပြီးတော့ report လုပ်ထားတဲ့သတင်းမှာ Manchester United နဲ့ Manchester United အပြင်ပေါ့နော်စပါ Liverpool နဲ့ Manchester City တို့เนาะကျွန်တော်တို့အပါဝင်နောက်ထပ် Premier League ပေါ့နော်စုစုပေါင်း Premier League 14သင်းလောက်က 6တန်းရဲ့လူငယ်ကစားမလေးဖြစ်တဲ့တိုင်လာဒစ်ပလင်ကိုခေါ်ဖို့အတွက်စုံစမ်းမေးမြန်းခဲ့ကြတာတွေကျွန်တော်တို့ရှိတယ်ပေါ့ဒါအပြင်ပရီးမီးယားလိပြင်ပမှာဆိုလို့ရှိရင်လည်း Leipzig တို့ Bayern Munich တို့ Dortmund တို့ရဲ့ဘက်ကလည်းကစားမဖြစ်သူကို imminent စိတ်ဝင်စားလျက်ရှိတယ်ပေါ့ဗျာ Jason Wilkos ကတော့ Southampton မှာရှိစဉ်ကတည်းကဒစ်ပလင်နဲ့ပေါ့နော်ဒီဒစ်ပလင်ကိုအနီးကပ် ဟိုဘယ်လိုပြောမလဲသဘောပေါက်နားလည်ခဲ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ United ရဲ့ scout တွေရဲ့ကလည်း scout တွေကလည်းပြီးခဲ့တဲ့ international break ပြီးခဲ့တဲ့အပတ်တုန်းကအင်္ဂလန် U19 နဲ့ပေါ့နော်ဝေရီအသင်းတို့ကစားခဲ့တဲ့ပွဲမှာဒစ်ပလင်ကိုအနီးကပ်ပေါ့နော်ကျွန်တော်စောင့်ကြည့်ခဲ့ကြတာဒီကျွန်တော်ရှိတယ်ဆိုပြီးတော့သိရတယ်ဆိုတော့ကျွန်တော်တို့ကတော့ဗျာလာမယ့်ညရာဒီပြောင်းရွှေ့မှာအသင်းမှာရှိတဲ့တောင်မန်ကစားမားတွေအများစုကိုလက်လွတ်ပြီးတော့တောင်မန်ကစားမားတွေပြန်ပြီးတော့အစားထိုးဖို့ကြိုးပမ်းနေတဲ့အချိန်မှာ အသက်ငယ်တာမျိုးပဲဖြစ်ဖြစ်အည်သွေးကောင်းပြီးတော့လေဈေးသက်တာနိုင်တာမျိုးလေးကျွန်တော်တို့ဖြစ်ဖြစ်အမှန်ကန်ကြိုးပမ်းဖို့လုပ်နေကြတာအခုလည်းကြီးဒီပလင်တို့ပါတော့ကပြပြမယ်ခြေသွမ်းကောင်းတဲ့ကစားမလေးပါတော်တော်လေးပဲ performance ဒီကိုဒါသူ့အသက်ယူနေတဲ့ဆိုလို့ရှိရင်တော့အချိန်ကြီးကောင်းအောင်ပြထားတယ်လို့ကျွန်တော်ဆိုလိုရမှာပေါ့လေဆိုတော့အသက်က16နှစ်ပဲရှိသေးတာအကယ်လို့ဆောက်တဲ့နန္ဒာတန်းပြန်ဆင်းခဲ့ရမယ်ဆိုလို့ရှိရင်ကစားမဖြစ်သူကိုခေါ်ဝေးကြိုးပမ်းမဲ့ပြောင်းရွှေ့ကြီးပမာဏကအတိုင်းတာတကူကြီးတက်တာလာနိုင်တယ်ဆိုတော့အသင်းဘက်ကတော့ငွေကြေးအများကြီးမတက်နိုင်တဲ့ပြင် ဟိုပြိုင်ဘက်အတင်းကပါဘယ်လိုပြောမလဲဒီတန်ဆင်းလို့သူ့ရဲ့ကစားမကိုခေါ်မယ်ဆိုလို့ရှိရင်အချီနီကတော့ဗောနော်အတိုင်းနာတကူဒီကောင်းနိုင်တယ်လို့ကျွန်တော်ထင်တာပဲအများကြီးဈေးကြီးတာမျိုးဟိုဖြစ်မသွားပဲနဲ့ဒီဗလင်ကဗျာ18နှစ်ပဲရှိသေးတာเนาะဟိုဒါကြောင့်ကျွန်တော်ကတော့အသင်းအနေနဲ့ဒီလိုကစားမလေးကိုလက်လွတ်လိုက်မယ်လို့ကျွန်တော်မထင်ဘူးပေါ့အသင်းဘက်ကလူငယ်ကစားမလေးကိုအမှန်ကန်အားပြဖို့သူတို့တွေလုပ်နေကြတောက်လျှောက်လေကျွန်တော်ခေါ်နေကြတာခေါ်လိုက်တဲ့ကစားမလေးဆိုလို့ရှိရင်လည်း ကျွန်တော်အပြောင်းအရွှေ့ဖြစ်သွားပြီဆိုလို့ရင်ကျွန်တော်ကြည့်လိုက်ရင်16နှစ်တို့18နှစ်တို့17နှစ်တို့ဒိုင်မိုးတွေလာတာဆိုတော့ဒီပလင်တို့ပါလို့လို့ကစားမတွေကလည်းဒီအကန်တာထဲမှာကျွန်တော်တို့ပါတယ်ဗျာအသင်းကြီးမှာချက်ချင်းနေရာမပေးနိုင်တော့မှပြဿနာဖြစ်မသွားတဲ့အခြေအနေမျိုးသို့တော်လည်းပဲဒီလိုကစားမလေးကဒီဆောက်တနမှာနေရာရနေပြီဆိုကြဲကအသင်းကိုရောက်လာရင်တော့အသင်းကြီးမှာနေရာရမှာပဲပွဲထွက်လူစင်းမှာပုံမှန်ကစားခွင့်ရမရတော့သူ့ရဲ့ခြေသွန်းပေါ်ကြည့်ရမှာပေါ့လေအဲကျွန်တော်ကတော့ဗောနောဟိုကိုရီတသင်းနဲ့မဟုတ်တဲ့အတွက် မလွယ်ဘူးပေါ့မလွယ်ဘူးပေါ့နော်ဒီဒီကစားမရဲ့ potential ကလည်းတော်တော်မြင့်နေတယ်မှာပါတာ哦ဒါအပြင်ဆောက်တန်တန်းကလည်းသူတို့ဒီလေယွေးစင်ပေါ့ sorry ပါလေဒီ academy ကနေထွက်လာတဲ့ player တယောက်ကိုတော့သူတို့လွယ်လွယ်ကူကူနဲ့တော့လက်လွတ်လိုက်မယ်မထင်ဘူးပေါ့နော်ပြဿနာကသူတို့အနေနဲ့ငွေလိုတယ်ငွေလိုတယ်ဆိုတော့တန်းလဲဆင်းသွားရပြီဆိုတဲ့အခြေအနေမျိုးမှာအကယ်တန်းအကယ်လို့တန်းလဲဆင်းရမယ်ဆိုရင်ဗျာဈေးကြီးနဲ့သူတို့ရောင်းမှာမဟုတ်တော့ဘူးပေါ့နော်အဲကြောင့်ကျွန်တော်ကတော့ dribbling ကိုအတန်းတားတစ်ခုဒီဟိုဘယ်လို တင့်တော်တဲ့ဈေးလောင်းနဲ့မျော်လင့်လို့ရတယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုက Jason Wilcox ပေါ့နော် Jason Wilcox က South Tennessee ရှိသူတွေနဲ့ကသူနဲ့ကြားထဲမှာကတော်တော်လေးကိုဆက်ဆံကြီးကောင်းနေလို့ကျွန်တော်ထင်တယ်။ဒါအပြင်သူ South Tennessee ရဲ့အခြေအနေကစားမဖြစ်သူကိုလည်း South Tennessee တော့ကဟိုရင်းရင်းနီ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 းကက်ကက်ပေါ့နော်သူဘယ်လိုပြောမလဲ။ဟိုအပြင်ဆက်ဆံခဲ့ရတာနေနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်ရင် Jason Wilcox ကိုဒီအပြောင်းအရွှေ့မှာအများကြီးအားကိုးရမယ့်အခြေအနေမျိုးပါဆိုတော့ကိုရီတသိန်းနဲ့မဟုတ်တဲ့အတွက်ကတော့ငွေကြီးပန်းရ အဲ့ဒါနည်းနည်းစိန်ခေါ်မှုတည်းရဲ့ဖြစ်လာနေတယ်ပေါ့နော်ဟိုသူသူများသိနေဆိုတာကဟိုစီညိုင်းဆွေးနွေးတဲ့နေရာမှာလည်းတော်တယ်ဗျာနော်ညီနိုင်ဆွေးနွေးတဲ့နေရာမှာလည်းတော်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဈေးတွေဘာတွေပြီးတဲ့နေရာမှာလည်းအများကြီးပြီးစရာမလိုဘဲနဲ့ကောင်းကောင်းမွန်မွန်ရအောင်ခေါ်သွားနေတဲ့အသင်းမျိုးတွေဒါအပြင်ကို့ထက်လည်းပို့ပြီးတော့ဈေးပြီးနေတဲ့အသင်းတွေလည်းကျွန်တော်တို့ရှိတယ်ထားပါတော့လီဗာပူးတို့ဘာလို့ဆိုလို့ရှိရင်ဗျာဒါ okay ငါတို့အသင်းရဲ့ project ကတော့ဒီလိုဒီလိုရှိတယ်ဟေးအခုလည်းပဲဖလားတွေဘာတွေစိန်ခေါ်နေပြီဆိုတဲ့ပုံစံမျိုးဆိုလို့ရှိရင်ဒီကောင်လေးပါရင်ပါသွားမှာပဲ တူတူပြင်ငါတို့ကတော့မင်းကိုဆာလာနီယာအစားထုတ်မယ်ပါညာယူဆာလာကဒီယာဒီကိုထွက်ကျင်ထွက်ပါလေပါသွားမှာပဲမန်ချက်စတာစီးတီးတို့ဘာလို့ဆိုလို့ရှိရင်လည်းဒီတိုင်းပဲဗျာငါတို့ကမင်းတို့ဒီဘရိုင်းနီယာနေရာအစားထုတ်မယ်ပါညာဆိုပြီးပါသွားမှာပဲဒီလာနော်စီးတီးတို့ဘာလို့ဆိုတာမျိုးကလည်းဒီယာဒီတိုင်းပက်နေပြီမဲ့ယာဒီတိုင်းလေလို့အများကြီးပူကောင်းတဲ့ performance တွေပြနေကြဆိုတဲ့အခါကျတော့အသင်းလိုက်အများကြီးပူပြီးတော့ဖလားတွေကိုစိန်ခွန်နေစွန်းရှိတဲ့အသင်းနေနဲ့ရှင်ခေါ်လို့တော့ကိုရီတွက်ကမလွယ်ဘူးပေါ့နော်ဆိုတော့ကိုရီတွက်လာစားအများကြီးပူပြီးတာတို့သိတယ်မလားဒါမျိုးတွေနဲ့ဆွဲဆောင်နိုင်ပါပဲ တော်ကကြမှာဆိုတော့လက်ရှိအတင်းအတင်းရဲ့ဘက်ကတော့ကစားမဖြစ်သူပဲရခွန်နိုင်ပါမလားကျွန်တော်ကြည့်ရမှာပေါ့လေပရီးမီးယားလိ14တင်းလောက်ကကိုပဲဒီကစားမလေးကိုလိုချင်နေတယ်ပေါ့အထူးသဖြင့်ဆောက်တန်တန်းကလည်းတန်းစင်းမဲ့အချင်းဒီမျိုးမှာဟိုပြိုင်ပြပြိသက်တည်းရဲ့ပြိုင်ပြအတင်းတွေရဲ့ဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းလာကြတာပါလော်ကူကူပဲခွန်နိုင်လိမ့်မယ်လို့ထင်ထားတဲ့ပုံစံမျိုးနဲ့ပေါ့နော်ညီကတို့ရောဒီပလင်ကိုကျွန်တော်အမှန်ကန်ခေါ်သင့်တယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများကြီးတင်ပါတယ်